ငါပြောသည့်အစိမ့်ကိုရင်းချစားတဲ့နေလေးပါငါပြောသည့်အစိမ့်ကတော့ဒီလိုအနေဒါအစိမ့်ကိုပေါ့နော်မကိတိုခွာပြီးတော့မှရေရေစိမ့်မယ်နော် ရေအေးဖြစ်ရမယ်ပေါ့နော်ရေဖြစ်ပြီးခွာပြီးတော့မှစိမ့်မယ်အတုံးလေးတွေတုံးထားပြီးတော့မှာပေါ့နော်လိုအပ်တာလေးတွေကတော့အဲမှာစုပုတ်ရွက်ရဲ့ခရမ်းချင်တီးရဲ့ဒါဒီလိုပါတဲ့အသားတို့မိမိကြိုက်တာပေါ့နော်ငရုတ်တီကျတုံဖြူငပိတတုန်နီပေါ့နော်အကုန်လုံးရောပြီးတော့မှာထောင်းမယ်နော် ခမီးတောင်ကိုစီနေငယ်လေးနဲ့စီတက်မယ်ပေါ့နော်စီတက်ပြီးမွေးလာပြီဆိုရင်တော့မအသားထည့်မယ်ပေါ့နော်အသားကတော့ကြက်ဝက်ကိုကြိုက်တာထည့်လို့ရပါတယ်ဒါလေးမွေးပြီဆိုလို့ရှိရင်ရေထည့်မယ်ပေါ့နော်အာရေထည့်ပြီဆိုလို့ရှိရင်ငပြောသီးလေးထည့်မယ်ငပြောသီးလေးလေးကြည်ပြီးနည်းနည်းနူးလာပြီပေါ့နော်နည်းနည်းနူးလာတာပြောတာ sorry နူးလာပြီဆိုလို့ရှိရင် ခန်းချင်းဒီထည့်မယ်နော်ခန်းချင်းဒီထည့်ပြီးတော့မှအရာသာမြည်ပြီးတော့မှခုနကဆွဲတော်ရွက်လေးရဲ့စုဖို့ရွက်ရဲ့နန်းနန်းပင်လေးတွေထည့်နန်းနန်းရွက်လေးတွေထည့်လိုက်ပြီးဆိုရင်ရပြီပေါ့နော်အရာသာကတော့မိမိကြိုင်နေတတ်တယ်လို့ဟိုထည့်နိုင်တယ်ပေါ့နော်စာအချို့မဟုတ်အရာသာမဟုတ်ပေါ့နော်လှူစားကြည့်ပါရှင့်